အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့တရားထုံးဆောင် Reading Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုကျွန်တော်ပြောပြပေးချင်တာကတော့2025 6လပိုင်းတလစာအတွက်ခုနှစ်ရသားသမီးများအတွက်ဒီတလဆောင်ရွှေရှင်များကိုဟောပြပေးမှာဖြစ်ပါတယ်အဲ့တော့အခုပထမဦးဆုံးအနေနဲ့တနင်္ဂနွေသားသမီးများအတွက်ယခု6လပိုင်းတလစာကိုဟောပြပေးမှာဖြစ်ပါတယ်အလုတ်တင်နေရာတစ်တည်းရှားနေသူအဖို့ကောင်းတယ်အလုတ်တင်နေရာတစ်တည်းအပြောင်းရွှေ့တွေကြုံနိုင်တယ်ကောင်းပါတယ်အိုးအိမ်နေရာအပြောင်းလဲတွေပြင်းပြင်းပြောင်းပြောင်း ပြောင်းခြင်းစောက်ခြင်းတွေလည်းကောင်းတယ်ပေါ့နော်အထက်လူကြီးတွေနဲ့ပတ်သက်တဲ့တောကတွေတော့ကြုံနိုင်တယ်ခင်ဗျအဲ့တော့ကိုယ်နဲ့ဆက်ဆံရတဲ့အထက်မှာလက်တလုံးအကြီးအကဲတွေနဲ့အစမပြေတာတွေရှိရင်လည်းတတ်နိုင်ကြွေးဒီတလောက်ကိုသိခံပါအကြီးကဲတော့ကတလာလုံးအဓိကနှိမ့်ဆက်မဲ့တော့ကဖြစ်ပါတယ်။တချို့လူငယ်လူရွယ်တွေဆိုအိမ်ရမိသားစုဝင်အကြီးကဲတွေနဲ့အဆင်မပြေဘဲနဲ့အိမ်မောကဆင်းရပြုတ်ကြတတ်ကြတာဒီအိမ်တွင်းမိသားစုအရေးတွေပူလောင်တတ်ပါတယ်။ မေတ္တာရေးသမားတွေအဖို့ကတော့စိုးရင်ရစရာအခြေအနေမရှိဘူးအဆင်မပြေမှုတွေကြုံပြီးကံမပြန်လဲအဆင်ပြေနိုင်တယ်ဆိုတော့အဆိုးဆုံးအခြေအနေတွေမရှိပါဘူးအဲ့ဒီမှာမှအိမ်တော်တွေအဖို့ကတော့စင်ကြပြူကြတက်ကြတဲ့ကြားလူအဖြစ်တွေပေါ်နိုင်တယ်အဲ့ဒါအထူးပြုဆက်ရမယ်တလတာပဲဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်တို့အာမခံနဲ့ပတ်သက်တဲ့ကိစ္စတွေကိုဒီတစ်ပတ်မှာဒီတစ်လလုံးမှာကျွန်တော်တို့လုံးဝမလုပ်တာကိုယ့်အတွက်အကောင်းဆုံးပါပဲအာမခံမှန်သမျှဟာအရှုပ်ရှင်းဖြစ်စေနိုင်တယ် သူတစ်ပါးနဲ့ဆက်ဆက်တဲ့အမှုကင်းတွေဖြစ်နိုင်တဲ့သတိထားပါမိမိကိုယ်တိုင်ဒိုင်းဟဲဖြစ်တတ်တဲ့အမှုမျိုးကတော့ရှားတယ်အဲ့တော့ဥပဒေနဲ့မလို့ကင်းတဲ့လူပုဂ္ဂိုလ်ပတ်ဝန်းကျင်တွေကိုတတ်နိုင်ပြီးအရှောင်ကျင်စေချင်ပါတယ်ကျမ်းမာရေးအနေနဲ့ဥကောင်းနဲ့ပတ်သက်တဲ့အဲယောဂါတွေနောက်တစ်ခုကရုပ်တရက်ထိခိုက် ဒဏ်ရာရတာမျိုးလေးတွေဖြစ်တတ်တယ်။စိုးရင်စရာကျန်းမာရေးတော့မပိုင်ဆိုင်ပါဘူး။နေအိမ်မှာမီးလန်တတ်တယ်၊သကိုးကတ်တတ်တယ်။ဒါလေးတွေသတိထားစေချင်ပါတယ်။အဲ့တော့ဒီတလကံကောင်းမှုတင်းတွေသားသမီးတွေလောက်ရမယ့်ရည်ရာကတော့တပြေးဆင်ညွန့်ကိုမိမိအိမ်ဖျားမှာဖြစ်စေ၊နီးဆိုင်ရာဖျားရဲ့မွေးနံတော့မှာဖြစ်စေလှူပြီးတော့လိုရာဆူတောင်းလိုက်ပါခင်ဗျာ။အဲ့တော့ဆက်လက်ပြီးတော့တနင်္လာသားသမီးတွေရဲ့တလစာကျွန်တော်တို့အခြေအနေလေးတွေဟောပြပေးပါမယ်။အလုတ်ကင်နဲ့ပတ်သက်ပြီးအစင်မပြေတာတွေကိုယ်တိုင်ကအလုတ်ပေါ်မှာစိတ်အာရုံမထည့်နိုင်တာလေးတွေကြုံနိုင်တဲ့ က်လာတာဖြစ်လိမ့်မယ်ဝန်ထမ်းတွေဖြို့ဖို့ဆိုရင်ကျွန်တော်တို့အပြောင်းရွှေ့တွေလုံးဝမကောင်းပါဘူးမဖြစ်မနေပြောင်းရွှေ့ရရင်တော့မှကျွန်တော်တို့နောက်ပိုင်းမှာထည့်ပြီးသွားမယ်ရေရာလေးတွေကျွန်တော်တို့ကလုတ်ပြီးမှပြောင်းရင်အပြောင်းစီခြင်းတယ်ပေါ့နော်။ဒါကြောင့်အပြောင်းရွှေ့မကောင်းတဲ့ကာလမှာတခြားနေရာရောက်သွားလဲစိတ်တိုင်းမချမှုတွေပူပြီးပေါ်နိုင်တယ်မိမိကိုယ်တိုင်ကလည်းဒီလာတဲ့အတွဲမှာစိတ်တွေလေနေတတ်တယ်လုံနေရတဲ့လုံပေါ်မှာအာယုံမဆိုင်နေတာတွေကြုံနိုင်တယ်အောက်နဲ့ငယ်သားတွေနဲ့ပတ်သက်ပြီးအထူးတလည်းအဆင်မပြေဖြစ်တတ်တယ် ညီကမတော်မအငယ်ပိုင်းတူတူမှတပိတပန်းသားသမီးရေးရာတွေပေါ့အဲ့ဒါတွေအထူးပြုစိုက်ပါလူလွတ်တွေဖို့မြင့်တားရေးကံကောင်းမယ်အိမ်တော်တွေကြရတယ်အဲ့တော့ဒီလအတွင်းမှာအိမ်တော်ပြုမဲ့တနေ့လာသားသမီးတွေအဖို့ကောင်းတယ်အိမ်တော်တွေရန်ဖြစ်စကားများတတ်တယ်တယောက်နဲ့တယောက်ထင်လွဲဆွဆွဲတာတွေခံရနိုင်တယ်ဒီကတလတာဖြစ်ပါတယ်ပေါ့နော်သူတစ်ပါးကျွေးတာတွေတော်ရုံမစားပါနဲ့အစားအဲမတင်တာတွေအဲဆောဆောအပင်းထဲတာတွေအဆရှိတဲ့ပြင်ဒါတွေခံရနိုင်တဲ့တလတာဖြစ်ပါတယ်အဲ့တော့ဒီတလကတော့စိတ်ရှုပ်ထွေးမှုနဲ့ ကျွန်တော်တို့ခုနအလောက်ကန်အပြောင်းရွှေ့လေးတွေမကောင်းတာကအဓိကအညံ့ဖြစ်တယ်။အဲ့တော့အဲ့ဒါတွေအစဉ်ပြေဖို့အတွက်ကတော့ဖျားမှာတကွန်လုံးကိုလုံးတို့ပါခေါင်းလုံး၆ချက်ထိုးပြီးတော့လိုရာဆူတောင်းစေချင်ပါတယ်။အဲ့တော့ဆက်လက်ပြီးအင်္ဂါသားသမီးတွေအတွက်ပေါ်ပြပေးပါမယ်။အင်္ဂါသားသမီးတွေအနေနဲ့အလောက်ပြောင်းအိမ်ပြောင်းတွေဖြစ်ပေါ်တတ်တယ်။ဝိဉ္ချံမြင်တဲ့ပတ်သက်တဲ့ကိစ္စတွေစကားပြောရတတ်တယ်။ဝေဒါရောက်တာပေါင်းတာနန္တာပြောင်းတာရွှေ့တာအကုန်ကောင်းပါတယ်။ အမှုခင်းတယ်သူပြည်ယူဆိုင်ပါဗျာဥပဒေနဲ့မလုပ်ခင်းတာတွေတတ်နိုင်ပြီရှောင်းချင်းမှာအဲ့လိုအလုပ်တွေလုပ်နေတဲ့သူတွေဆိုရင်ဒီတလဟာအမတန်မှအရေးပါပါတယ်လက်ထိတ်ကြိုးချီတွေဖြစ်တတ်ပါတယ်ခင်ဗျအဲ့တော့အမှုခင်းအရေးကြီးပါတယ်အိမ်တော်ရင်အခြေရေးစကားများလမ်းခွဲရနိုင်တယ်တချို့ဝေဝေဝဝဖြစ်နေတဲ့အိမ်တော်ရင်မတန်ရတဲ့အိမ်တော်ရင်တွေအဆုံးတက်ရမယ်ကာလတစ်ခုဖြစ်မြင်ပါတယ်ကျမ်းမာရေးအနေနဲ့ကတော့အရေးပြားနဲ့ပတ်သက်တဲ့ယောဂါတွေခြေလက်ထိခိုက်ဒဏ်ရတာတွေဖြစ်နိုင်တယ်စိုးရင်စရာကျမ်းမာရေးမရှိပါဘူး အထူးသဖြင့်ငွေကြေးပြဿနာတွေအရှုပ်ရှင်းဖြစ်လိမ့်မယ်။ငွေဝင်လမ်းကြောင်းမပိတ်တော့ညာရစရာရှိတာမရပေးစရာရှိတာမပေးနိုင်စသဖြင့်ဒီလိုကိန်းတွေအဖြစ်များမယ်။တချို့ငွေကြောင်းဗာမှုတဲ့ကိစ္စနဲ့အဆက်တကွဲအကျိုးနည်းတွေတောင်ဖြစ်နိုင်တဲ့ကျွန်တော်တို့အပိုင်းခြားတွေဖြစ်ပါတယ်။ဒီတလအတွင်းမှာကျွန်တော်တို့အာသုပပူချင်းတွေတက်နိုင်တွေ့ရှောင်ကျင်တာကိုအတွက်ပူပေါင်းပါတယ်အမျိုးတွေတဲကလည်းဒီလိုအာသုပနဲ့ပတ်သက်တဲ့အနာရေးသတင်းတွေကြားရတဲ့မဖြစ်မနေသွားရင်နောက်ဆုံးမှပြိမဲ့ရေရာကိုအသေးချာလေးခြေစီကျင်ပါတယ် အပေါင်းအသင်းမိန်ဟောင်းဆွေဟောင်းတွေရဲ့အကူအညီတွေရရှိတတ်တယ်အဲ့တော့ရန်ဖြစ်ထားတဲ့သူတွေကစပြန်တက်နိုင်တဲ့အတွက်ပြင်ပအတိုက်ခံတော့တိတ်ပြတနာမရှိပါဘူးအမှုအခင်းအိမ်တွင်းရင်အိမ်တော်ရင်းဘိုင်းနေငွေကြေးတွေအသေးချာစနစ်တကျစီမံမှုတွေကဒီတစ်ပတ်မှာအဓိကသတိထားရမယ့်အရေးဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်စာဆော့ဆော့အစိုးအပြစ်တွေကြေဖို့ကံကောင်းဖို့အတွက်ကတော့နှင်းစီအနီအောင်5ပွင့်ရယ်ကျွန်တော်တို့နောက်ခေါင်းလျှော်ရေတုတ်ရယ်လူပါခေါင်းလျှော်ရေကတော့တင့်တဲ့လူကိုမိတ်ဆွေချင်းချင်းဖြစ်စေပြန်လူချင်းပြန်အဆင်ပြေပါလိမ့်မယ် တော့ဆက်လက်ပြီးတော့ဗိုလ်ခု Yahoo တာသမီတွေအတွက်ဟောပြပေးမှာဖြစ်ပါတယ်။ဘိုးကြီးချန်ပီယံနဲ့ပတ်သက်တဲ့ကိစ္စတွေစကားပြောရတဲ့အကုံကောင်းပါတယ်။ကံကြောင့်ဝင်လာတတ်တဲ့ငွေမျိုးတွေရနိုင်တဲ့အတွက်ဒီတလစာမိတ်ဆွေအတွက်အကျိုးပေးတဲ့အကျိုးပေးကဏ္ဍလေးပါရွေးချယ်ပေးလိုက်ပါမယ်။လေးတို့ငါတို့ကိုတို့ဖြစ်ပါတယ်အဲ့တော့ကိုညာရှိတယ်လို့အသုံးချနိုင်ပါတယ်ကျမ်းမာရေးမှတ်မျော်လင်မယ်ကျွန်တော်တို့အာညံ့တဲ့ဒီအပိုင်းခြားဖြစ်တယ်ဗျစေယုံတန်းတဲ့ အခိုက်အတန့်တွေဖြစ်တတ်တယ်။အဲဒီမှာဝမ်းဝင်းကလီစာနဲ့ပတ်သက်တဲ့ယောဂါတွေအပြင်းဖျားတာတွေအဓိကဖြစ်ပါလိမ့်မယ်။လက်တလုံးမှာကျွန်တော်တို့ကတော့ကိုယ်ကတော့ဘိုင်းအောင်လို့စိတ်ဝင်စိတ်ကန်းလေးပုံမှန်ပြနေရတဲ့သူတွေအဲဝမ်းဝင်းကလီစာနဲ့ပတ်သက်တဲ့ယောဂါစိတ်ပိုင်းတွေပြနေရတဲ့သူတွေဆိုကိုယ်ဘီယူဆိုင်ရတတ်တယ်။အောက်လိုက်ငယ်သားနဲ့ပတ်သက်ပြီးတော့အဓိကစိတ်ရှုပ်ကောင်းစားရမယ်။အပိုင်းချဖြစ်ပါလေ။အဲတော့အောက်လိုက်ငယ်သားမှာအလုပ်ငန်းခွင်တွေဝင်နေရတဲ့ယာရုယာကန်ရှိတဲ့သူတွေဆိုရင်လည်းမိမိလက်အောက်ကလူတွေကို အသေးချာကြက်မှတ်ကိုကဲနိုင်ဖို့လိုတယ်။အဲတော့အိမ်တော်သားသမီးရှိတဲ့သူတွေလည်းသားသမီးတော့ကဒါတွေကအထိကပူလိုက်မယ်။အပေါင်းအသင်းတွေမိတ်ဆွေဆရာသမားတွေကူညီမဲ့ကျွန်တော်တို့အပိုင်းခြားဖြစ်ပါတယ်။ဒါကြောင့်ပြင်ပတိုက်ခံနေသိကောင်းနဲ့မထဲပါနဲ့။ခကြီးယာယီတွေစီစဉ်ထားတဲ့သူတွေအဖို့လည်းခကြီးယာယီတွေကောင်းတယ်။သွားမယ်အရေးတွေကောင်းပါတယ်။နောက်ပညာသင်ယူနေတဲ့အရွယ်တွေဆိုလည်းထူးခဲ့တဲ့ပညာရေးအသင်ကြားရတာတွေသင်ယူနေစေပညာရေးစာမျိုးဝဲကအစအောင်မြင်နိုင်တဲ့အပိုင်းခြားဖြစ်ပါတယ်ခင်ဗျာ။ ဒီအပိုင်းခြားကတော့မိတ်ဆွေတို့အတွက်ကျမ်းမာရေးကအဓိကဖြစ်ပါတယ်မြစ်တာရေးအိမ်အောင်ရေးတွေဟာစိုးရိမ်စရာဘာမှ မရှိပါဘူးအဲတော့ကံကောင်းမှုတို့ကတော့ ठी ဖြူ၁၂လအမွှေးတိုင်း၁၂တိုင်းကိုမိမိမွေးနံတော့မှာလှူပြီးတော့လိုရာဆူတောင်းလိုက်ပါခင်ဗျာနောက်ဆက်လက်ပြီးတော့ကျွန်တော်တို့ကြာသာရေးသားသမီးများအတွက်တပတ်စာမဟောပြပေးမှာဖြစ်ပါတယ်ကြာသာရေးသားသမီးတွေဟာကျွန်တော်တို့ ခရီးတော်လေးတွေကိုခက်စိတ်စိတ်ဒီလအတွင်းမှာထွက်ရတတ်ပါတယ်ကောင်းပါတယ်သို့တော်လည်းပဲတတိပြုပြီးပြန်ပြီးဆင်ခြင်ရမှာကရင်းအန္တရာယ်တွေတတိထားပါခင်ဗျာကိုယ်တိုင်အထူးသဖြင့်သူများကိုသွားထိုက်တာတွေဖြစ်နိုင်တဲ့အတွက်အမှုခင်းတယ်လေအမတန်မှနှိစက်တယ်ရင်းအန္တရာယ်အမှုခင်းတွဲရဖြစ်တတ်တယ်အဲ့တော့ရင်မောင်းပြီးတော့အလုံးလုံးနေရတဲ့စီးဝါရှာနေရတဲ့သူတွေဆိုပုံမူဂယုစိုက်တဲ့ကြောင့်အကြံပြုကြပါတယ်ကျမ်းပါရေးစီးနယ်ပတ်သက်တာထိခိုက်ရှာနာကဲ့သို့သောကျမ်းပါရေးတွေဖြစ်တတ်တယ် ဒီကရှာနာလို့သုံးသွားခြင်းကကျန်းမာရေးမှာရုတ်တရက်ဖြစ်တတ်တဲ့အန်ဒီယာတွေလည်းမိတ်ဆွေမှာကြုံနိုင်တယ်။ကျွန်တော်တို့အန်ဒီယာမရှိလို့သာကျွန်တော်တို့ဒီထိကရှာနာလို့သုံးထားခြင်းဖြစ်ပါတယ်။ထူးကဲစွာအထက်လူကြီးတွေရဲ့အကူအညီဖိမမှုတွေရရှိတတ်တယ်။အိမ်မှာအလုပ်တန်းပေါ်ပေါက်တတ်တယ်။ကောင်းတယ်။ငွေကြပြောက်တာငွေဆန့်ရွာတာတွေကြုံနိုင်တယ်။ငွေဝင်လက်လာပါမပိတ်တော့ညာဝင်လာထက်ပြန်ထွက်ရင်စုပြီးတော့အလုံးနဲ့အလုံးကနေခိုင်ခိုင်ထွက်တတ်တဲ့အခါကျတော့ကျွန်တော်တို့အဲစိတ်ထက်ကြတာပေါ့နော်။အဲ့တော့စိတ်ရှုပ်ရတတ်တဲ့အခိုက်အတန့်တွေညာများကြုံမယ်။ ဘာသာရေးလေးတက်နိုင်သေးစီကတ်စေချင်ပါတယ်။တာကြီးငါးကြီးလေးတွေကိုရှောင်းနိုင်တာကိုဒီတလမှာတက်နိုင်သေးရှောင်းကျင်စေချင်ပါတယ်။သူတစ်ပါးရဲ့ဆွဆဲပြောဆိုပုတ်ခတ်ခြင်းကိုခံရတတ်တယ်။အဲ့တော့အဲ့ဒီပုတ်ခတ်ခံရတတ်တယ်ဆိုကြတဲ့ကိုကကျွန်တော်တို့ကကိုယ့်ရဲ့အတိုက်ခံဂျိုဟာပြင်းထန်တယ်။အဲ့ဒီအတွက်ကိုလည်းကျွန်တော်နောက်ဆုံးမှာပြမယ့်ရေရာလေးတွေကိုဒီတလအတွင်းမှာ၃ကြိမ်လောက်ဆယ်ရက်တစ်ကြိမ်လုံးလောက်ခြေစေချင်ပါတယ်။ဆိုတော့ဒီတစ်ပတ်ကပြန်ကြည့်ရင်စိတ်ချုပ်တွေးစရာများတယ်။အိမ်တော်တွေစကားများရံဖြစ်စင်းကြပြူကြတတ်တယ်။ဒါပေမဲ့ အပိတကွဲတဲ့အိမ်တော်ရင်းမျိုးမပိုင်ဆိုင်မှုအခြေအနေတွေမှာလည်းအလားတူပဲပြန်ဖြစ်စကားများလိုက်ပြန်အစဉ်ပြေလိုက်အဲ့တော့ဆင်းလိုက်ပြလိုက်တက်လိုက်ဆိုတဲ့အပိုင်းခြားမျိုးပဲပိုင်ဆိုင်တဲ့အတွက်ဒီရေးတွေကတော့အထူးကကြတဲ့တော့ကနေမှမရှိပါဘူးအမှုဝခင်ရင်းအန်ဒီရန်နဲ့ပတ်သက်တာတွေအတလုံးငွေထွက်တာတွေဂျုံနိုင်တဲ့အတွက်ဒါတွေကအထူးကပါအထမကျွန်တော်ပြောခဲ့သလိုဘာသာရေးပိုင်းလေးစီကပ်ဖို့ဒါလွတ်နေတဲ့သူတွေဆိုရင်ဘာသာရေးဘက်ပြန်ပြီးခေတ္တရောက်ရောက်စီကပ်ဖို့လိုတဲ့ရတ္တရပတ်ပါအဲ့ဒီအခက်ခဲတွေကျွန်တော်တို့လွတ်မြောက်ဖို့အတွက်ကတော့ ငါးသုံးမဟုတ်ကနန်းကို6កောင်းလွှတ်စေခြင်းပါတယ်နောက်တစ်ခုကအဆောင်အနေနဲ့ကတော့အားရှိတဲ့တိုက်ခဲလေးတစ်လုံးကိုသွားလေရမှာအဆောင်ဖြစ်ယခုတလဆောင်မှာတလသားနေဆောင်ရမှာဖြစ်ပါတယ်အဲ့တော့ဆက်လက်ပြီးတော့တောက်ကြသားသမီးများတို့ကဒီလအတွက်ကျွန်တော်ဟောဆရာလေးပြောပြပေးပါမယ်တောက်ကြသားသမီးတွေအိမ်ပြင်ခြင်းအိမ်ပြောင်းခြင်းအိမ်ဆောင်ခြင်းတွေကြုံနေမယ် မမျော်လင့်ပဲနဲ့အိုးအိမ်တွေကအပြောင်းလဲတွေလည်းကြုံနိုင်တယ်ဒါပေမဲ့တော့ကနဲ့ပြောင်းသွားတတ်တယ်ဗျာမပြောင်းခြင်းပဲပြောင်းသွားတယ်မဖြစ်မနေအခြေအနေတွေကြောင့်ပြောင်းသွားတယ်ဆိုတဲ့အခြေအနေတွေကြောင့်စိတ်ချမ်းမြေ့မှုတော့တိတ်မရတတ်ဘူးသို့တော်လည်းမိတ်ဆွေရောက်သွားတဲ့အရက်ဒေတာမှာတော့ကျွန်တော်တို့အဆင်ပြေမှုတွေရှိတယ်လူရင်းလူယုံတွေရဲ့ဒုက္ခပေးခြင်းခံရတတ်တယ်လူယုံတတ်တတ်တယ်ပေါ့အဲ့တော့ကိုယ့်ရဲ့အတွင်းရေးတွေကိုယ့်ရဲ့ရှိခြင်းမရှိခြင်းကောင်းခြင်းဆိုးခြင်းတွေကိုအများကိုထုတ်မပြတာကောင်းတယ်ဒီနေရာမှာဒါလေးလုံမယ်ဆိုတာအဆ ဘယ်လိုလူမျိုးဖြစ်ဖြစ်ဖွင့်ဟမပြောတာကောင်းတယ်ကိုယ်ရင်သူတို့ကဥအောင်လှုပ်သွားတာတွေကြော်တာခွာတာတွေအဆင်ရှိသဖြင့်ကြုံနိုင်ပါတယ်ငွေနဲ့ပတ်သက်ရင်အာမခံလုံးဝမလုပ်ပါနဲ့ကျန်တာအာမခံလုပ်လို့ရတယ်အာမခံဆိုကြတဲ့ကိုကအဲ့ဒီအရှုပ်အရှင်းတောကရဲ့စူးကြုံကိုမိတ်ဆွေအပြည့်ဝဒီလအတွင်းမှာခံစားရနိုင်တယ်ခရီးစဉ်တွေပြတ်နေလိမ့်မယ်အထူးသဖြင့် ရေလန်းခီးတွေကိုပုံပြီးရှောင်သင့်တဲ့ရသရပတ်ဖြစ်ပါတယ်။အကြီးကဲတွေကူညီတတ်တဲ့ဒီလအတွင်းမှာအခြေလေးချောင်းသံတော်ရီအင်ကိုအဝင်မခံတာကောင်းတယ်လို့အခြေလေးချောင်းပစ္စည်းတွေကိုလည်းအဝင်မခံတာကိုအတွက်ကောင်းပါတယ်။အလုံးနဲ့ပတ်သက်ပြီးတော့အရွှေပြောင်းနေမလုပ်ပါနဲ့ဖြည်းဖြည်းမှန်မှန်သွားဒီလကြောင့်မှအစ်စ်တွေစကြင်စပါပိုကောင်းလာမဲ့အနေအထားတွေရှိမှမြင်ပါတယ်။အိမ်တော်ကြီးတွေကျွန်တော်တို့ တကြကြစကားများပြီးပြန်အစဉ်ပြေမယ်အခြေရေးတွေကတော့ကြားလို့အပြည့်ကြုံပြီးတယောက်နဲ့တယောက်ထင်လဲဆွဆွဲပြီးတော့အခက်မသိလမ်းခွဲရတာတွေအစကြုံနိုင်တဲ့အတွက်အခြေရေးတွေညံ့ပါတယ်အဲ့တော့ဒါဒီအစဉ်ပြေဖို့အတွက်ကတော့ទី23လက်တိတိစီမီ73တိုင်းတိတိကိုမိမိမွေးနံတော့မှာတူပြီးတော့လိုရာစုတောင်းလိုက်ပါခင်ဗျာနောက်စန္ဒီသားသမီးများအတွက်ယခုတလအတွက်တလစာဟောစလန်ကိုဟောပြပေးပါမယ်ခရီးယာယီတွေတော့အတက်တယ်အိမ်ကိုဧလာတောင်းလာလာမယ်ကောင်းတယ် ရန်ဝေးကအဆက်အသွယ်ကောင်းအကူအညီကောင်းတွေရရှိတတ်တဲ့ထူးခဲ့တဲ့လက်ဆောင်ပစ္စည်းတန်ဖိုးကြီးတာမျိုးတွေရရှိတတ်တယ်ကောင်းပါတယ်အခြေအိမ်တော်ရင်အစဉ်ပြေမဲ့ကာလဖြစ်ပါတယ်အိမ်တော်တွေဖို့ချို့သားသမီးယရနာထုံကားရမဲ့သတင်းသမိတ်ကလေးတွေအဲ့လိုကောင်းဝမ်းသာစရာသတင်းလေးတွေကြားနိုင်တယ်ဗောနော်ချို့အိမ်တော်ဖက်တွေတနည်းရောက်တနည်းရာစီဝေးနေကြရင်ပြန်ဆောင်စီရတဲ့အခိုက်အတန့်မျိုးလဲကြုံနိုင်တယ်အလားတူပဲချင်းမူရေးရာဘိုင်းတွေမှာလည်းအိမ်တော်ကြားတတ်တဲ့သဘာဝတွေမင်္ဂလာကိစ္စအမှုပြုမဲ့အာဆိုရင်လည်းသိကောင်းတယ်လို့ပြောရပါလိမ့်မယ် ကျမ်းမာရေးလေးခရူးဆိုင်ပါခင်ဗျာ ကျမ်းမာရေးမှာစီးနဲ့ပတ်သက်တဲ့ယောဂါတွေမျက်စိနဲ့ပတ်သက်တာတွေအစာရင်နဲ့ပတ်သက်တာတွေဖြစ်တတ်တယ်တစ်ခုပြီးတစ်ခုဖြစ်တတ်တယ်အဲ့တော့အဲ့ဒီအတွက်ကိုကျမ်းမာရေးကြောင့်စိတ်ရှုပ်ရတတ်တယ်နောက်လိုသလိုကုသတတ်တယ်ကုသမှုတိုင်းရလဲအောင်မြင်လိုက်မယ်ဒီဝေဒနာဟာခွဲမှပြောင်းမယ်ဆိုခွဲရနိုင်တယ်စိတ်မှပြောင်းရမယ်ဆိုစိတ်ရနိုင်တယ်ဒါပေမဲ့အဆုံးသက်ကျမ်းမာရေးကအကောင်းသွားမယ်ချူချာမှုကြောင့်စိတ်ရှုပ်ရတတ်တယ်မိမိကိုယ်တိုင်စိတ်တွေလေးနေတတ်ပါတယ်အဲ့တော့ကိုယ်တိုင်စိတ်လေးတဲ့အခါအလောက်ကိုင်းဒီပေါ်မှာအပြည့်အဝအားမဆိုင်နိုင်တာတွေနောက်တစ်ခုက အဟိုကလုံးဝင်ကောင်းမလားဒါလုံးဝင်ကောင်းမလားတဲ့အချိန်လေးကုံဆုံးတာတွေဖြစ်နိုင်တဲ့အတွက်အဲစိတ်ရှုပ်ထွေးမှုလေးကိုလည်းဘာသာရေးပရိစိတ်လေးတစ်ခုခုနဲ့ဖြည့်ရှင်းစေချင်ပါတယ်အထက်လူကြီးတွေနဲ့ပတ်သက်ပြီးတောကများရတဲ့မြေကိစ္စစာချုပ်စာတမ်းနဲ့ပတ်သက်တဲ့ကိစ္စလေးကိုအထူးသတိပြုဆောင်ရွက်စေချင်ပါတယ်အမှုဟောင်းပြဿနာဟောင်းတွေပြန်ပေါ်တတ်တဲ့ အဲလာဖြစ်ပါတယ်အဲ့တော့အမှုအောင်ပြဿနာဟောင်းကြီးကြီးမားမားရှိမှထားတဲ့သူတွေကတော့မိမိတို့အတွက်အားသာတယ်အဲ့မပီးပြတ်သေးတဲ့အမှုတွေဒီလာထဲမှာအမှုရင်ဆိုင်တဲ့ကိစ္စတွေမှာအမိန့်ချမဲ့သူတွေပို့ကတော့အမတန်မှအားနေတဲ့ရသတာဘတ်ဖြစ်ပါတယ်အဲ့တော့ဒီဒီဘတ်မိတ်ဆွေကံကောင်းမှုအတွက်ကတော့ကျွန်တော်တို့ကတော့တတ်နိုင်တဲ့ဂုဏ်တော်ပရိလေးတစ်ခုခုဆွဲစိတ်စေခြင်းနဲ့နောက်တစ်ခုကတော့ရေများများတို့ပါတဲ့ဖရာရဲ့မိမိမွေးနေ့တော့မှာရေသွားတက်ပေတာမျိုးမိတ်ဆွေသင်္ကဟဘုန်းကြီးရဟန်းတန်ဃာတွေကိုအဲအေးတို့ရေတို့တူတာမျိုးတွေနောက်တစ်ချက်ကတော့ ကိုယ်တိုင်ကိုကြဖះရေချမ်းကတ်တာမျိုးဝအစရေနဲ့ပတ်သက်တာတွေညံ့များလူညံ့များလှုပ်ချင်းပြည့်ဒီအခက်ခဲတွေသက်သာပါလိမ့်မယ်အဲ့တော့အားလုံးကောင်းကျိုးလိုရာဆန္ဒပြေဝကြပါ